ငယ်စဉ်အခါမိဘတွေစွန့်ပြေးခံရပေမယ့်ဖြူစင်တဲ့ပရိုက်တာစိတ်ဓာတ်ရှိလို့ချီးကျူးခံရတဲ့ရေခဲတုတ်တဲ့ကိုရှိုင်းစောပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ် အခုရပိုင်းတွင်အင်တာနက်ပေါ်မှာနာမည်ကြီးနေရာကတော့ရေခဲတုတ်တဲ့ကိုဆိုင်စော်ဖြစ်ပါတယ်။ကိုဆိုင်စော်ကငလင်ပေးလာလို့တဲ့ပရာဟိတအကားတွေခရီးသွားကားတွေကိုသူရောက်တဲ့ရေခဲတုတ်လေးတွေကိုအခမဲ့လိုက်လံဝေးငှနေရဖြစ်ပါတယ်။စကိုင်းမျိုးကရေခဲတုတ်တဲ့လေးကိုဆိုင်စော်ကတော့သူတို့ဒေသမှာကြားရောက်သွားတဲ့မြင်းငလင်ပေးကိုလာရောက်ကူညီကြတယ်။ပရာဟိတအလူရှင်တွေအညာနွေနေပူပူမှာရေခဲတုတ်လေးစားပြီးတော့ခဏတာဖြစ်ဖြစ်ရင်အေးရအောင်လို့သူကိုယ်တိုင်ကဆိုင်ကယ်ပေးတွဲလေးနဲ့နေပူပူထဲထွက်ပြီးတော့လာသမျှကားတွေကို စည်းပီးတစည်းရေကဲတုပ်တွေကိုအခမဲ့လိုက်လံဝေးမြနေရဖြစ်ပါတယ်။အထူးသဖြင့်တော့အခုဆိုရင်အင်တာနက်ပေါ်မှာရေကဲတုပ်တွေကိုရှိုင်းစော်ကအဝေးအစားခန့်နှန်းနှန်းနဲ့နံပါတ်မျက်နှာလေးနဲ့အတူကားလမ်းဘေးမှာလာသမျှပရိဟိတကားတွေရင်တန်းတွေကိုရေကဲတုပ်လေးတွေပေးနေတဲ့ဗီဒီယိုဖိုင်တွေဓာတ်ပုံတွေကပြန့်နှံ့နေရဖြစ်ပါတယ်။ ဒါအပြင်ကိုဆိုင်စော်ကငလင်ပေးလာလို့တဲ့လူတွေခရီးသွားတွေကိုနှွေးနေပူပူမှာရေခဲတုပ်လေးတွေကိုရိုးရိုးတေးတေးလက်နှစ်ဖက်နဲ့ကင်ပြီးတော့တေးတေးကြကြပေးလို့လူပြောများနေရလဲဖြစ်ပါတယ်။အခုတခါမှာတော့ရေခဲတုပ်တယ်လေးကိုဆိုင်စော်ကဒီလိုမျိုးရေခဲတုပ်လူတန်းခဲ့ရပုံနဲ့လူတန်းခဲ့တဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ကိုဆိုင်စော်ကစကိုင်းမြို့မှာရေခဲတုပ်ရောင်းရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရကောင်၁၀နှစ်ကျော်လောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ ိုဆိုင်စော်ကငယ်စဉ်ကလေးကမိဘတွေစွန့်ပစ်ခံထားရတယ်လို့သိရပြီးတော့မိဘတွေကအသက်ဆုံးရှုံးသွားသလားအသက်ရှင်နေသလားဆိုတာကိုမသိနိုင်ဘူးလို့ဆိုပါတယ်။ဒီလိုနဲ့ငလင်ပေးတင်ပြည့်ရဲ့နောက်ပိုင်းမှာကိုဆိုင်စော်ကရေခဲတုပ်ကိုစောင့်ဝင်နေရတဲ့အတွက်ရောင်းပါသေးတယ်။ဒါပေမဲ့ရေခဲတုပ်တဲ့ကိုဆိုင်စော်တို့ဇကိုင်းကို မြလင်ဘေးကယ်ဆေးလာတဲ့ပရာဟိတအဖွဲ့တွေကနှွေးနေပူပူမှာကိုဆိုင်စော်ရဲ့ရေခဲတုပ်ကိုစားကြတဲ့အခါမှာကိုဆိုင်စော်ကရေခဲတုပ်ကိုမယူရတော့ပါဘူးအတူတပြင်းတော့ပရာဟိတလုပ်တဲ့အကိုတို့အမတို့ပင်ပန်းနေကြမလားဆိုပြီးရင်ထဲကရိုဖိတ်ကြလာတဲ့ကိုချင်းစာတရားနဲ့ဖြစ်လာတဲ့မုံမြတ်တဲ့စေတနာတရားတွေကြောင့်ဒီလိုမျိုးသူ့ရဲ့ချွေးနှဲစာလေးနဲ့လူတန်းဖြစ်တာလို့ဆိုပါတယ် သူရောင်းချတဲ့ရေကဲတော့ကတန်ဖိုးမကြီးပေမဲ့ရာသီဥတုအပူကြောင့်ဖြစ်လာတဲ့အမောလေးပြေနိုင်ကောင်းပါရဲ့လို့စေတနာနဲ့ဝေမျှပေးနေရဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပြပရိုက်တာအဖွဲ့တွေလူတွေအထဲမှာထမင်းဟင်းတွေရေတန့်တွေအေးအေးဘူးတွေပါပေမဲ့ရာသီဥတုကြောင့်ပူပြင်းနေချိန်မှာရေကဲတော့အေးအေးလေးတွေကိုလူတွေကစားချင်မယ်လို့ထင်တာကြောင့်ရေကဲတော့စတုတီတာကိုတတ်နိုင်သမျှလူတန်းခဲ့တယ်လို့ဆိုပါတယ်။ ကိုဆိုင်စော်ကအခုဆိုရင်သူ့ရဲ့ဘေးတွဲဆိုင်ကလေးနဲ့အတူတူငလင်ဘေးတင်ပြည်သူတွေကဲဆဲလာတဲ့ပရိဒအဖွဲတွေကိုရေခဲတုပ်တနည်းကိုအထုပ်3000လောက်နဲ့၄ရက်တိတိလှူဒန်းပြီးပြီလို့ဆိုပါတယ်။ဒီလိုမျိုးလှူဒန်းတာအကြောင်းသူစုဆောင်းထားတဲ့ငွေတွေလည်းကုန်သွားပြီလို့သိရပါတယ်။ဒါပေမဲ့ကိုဆိုင်စော်ကသူကမိသားစုမရှိတဲ့တယောက်တည်းသမားဖြစ်လို့ဒီလိုလှူဒန်းရတာကအပန်းမကြီးကြောင်ပြောခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီလိုရေခဲတုပ်လှူဒန်းရတာကလိုင်းပေါ်မှာနာမည်ကြီးကျင်လို့မဟုတ်ကြောင်းနဲ့အကျိုးမြတ်လိုချင်လို့လည်းမဟုတ်ပါဘူးလို့ရေခဲတုပ်တယ်လေးကိုဆိုင်စော်က ဆိုပါတယ်။ဒါကြောင့်ရေခဲတို့တဲ့ကိုဆိုင်စော်ရဲ့စေတနာကိုအတိအမှတ်ပြုဂုံပြုခဲ့တဲ့ရုံးရီစိန်ဆိုင်ကငွေရီကိုလည်းကိုဆိုင်စော်ကငလင်ပေးတင်ပြည်သူတွေကိုလှူဒန်းခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့မိဘတွေမရှိပေမဲ့ကိုချင်းတီလာကောင်းကောင်းနဲ့ကောင်းရောင်းကောင်းဝယ်လှူစားပြီးဖြူစင်တဲ့ပရိသတ်စိတ်ထားရှိတဲ့ကိုဆိုင်စော်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကိုတန်းနဲ့တမများလှူအားလေးနဲ့ပရိသတ်အလှူလှုပ်ခဲ့တဲ့ရေခဲတို့တဲ့ကိုဆိုင်စော်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေး ေးသွားကြပါဦးရှင်အဆုံးတကြီးရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်